Hello ဒီနေ့တော့တော်တော်လေးထမင်းကြိုက်ကိုဗာနဲ့ချက်ပေးလဲဆိုတာလေးလုပ်ပြထားပါဗတ်သားနဲ့ဝဏ္ဏယူနယ်ကို ထုံစံတိုင်းမဲ့ရောချက်ထားတယ်ပြီးတော့ပြောင်းမှုနဲ့ချက်ဥတော်ပြီးမလို့ပေါ့နော်ပြောင်းမှုကိုဒီတိုင်းမဲ့စားကြပါတယ်ဆိုတော့ပြုတ်ပဲပြုတ်ပေးလိုက်ပါတဲ့အဖူးလိုက်တောင်ကြိုက်စားကြတာသူကအဲ့နဲ့အဖူးလိုက်မထည့်ပြပဲနဲ့အလို့ထည့်ပေးတာပေါ့နော်မမေကတော့ဒါကညံခါရှည်ကရတဲ့ငချင်လေးတုတ်ထားပါတယ်ပြီးတော့တို့စီအောင်ကြတော့ဒါ bean sprout ပေါ့နော် ပဲပဲပင်ပေါ့အဖက်လေးတို့ပြောတာပဲเนาะဒါလေးကတုံးလေးသမညိုက်ထည့်ပေးဖို့အတွက်ကိုပြင်ဆင်ထားတာပါတတို့ကိုသမညိုက်ထည့်ပေးနေနေလေမမေကလေပြောင်းမှုကိစ္စမှာနည်းနည်းတော့တွေးမိရပေါ့เนาะအဲအဲ့ဒါပါလဲဆိုလို့ရှင်ကိုရီငငယ်တော့ဝါဆိုလို့ရှင်မိဘစီစဉ်ပေးတာကိုနည်းနည်းတော့ပြပြလက်မခံပဲနဲ့ညင်းဆန်လိုက်တဲ့ခါကျရင်မိဘကောင်းစေခြင်းလို့လက်နဲ့ရေးတာကိုသူတို့ကခြေနဲ့ဖြတ်တယ်ဆိုပြီးတော့အမြဲတမ်းအဲ့လိုမျိုးပေါ့เนาะပြောခံရဲ့ပြော ခံခဲ့ရတဲ့ဟာမျိုးကြီးရှိရပေါ့နော်အခုခေတ်ကလေးတွေများကြတော့လဲကံကောင်းလိုက်တာလို့သူတို့ပွပွင့်လင်းလင်းနေပေါ့နော်ဖြစ်ချင်တဲ့အရာအကုန်လုံးကိုပြောတတ်အောင်ဆိုတတ်အောင်သင်ထားတယ်ဆိုတဲ့အခါကျတော့ဒီလိုအသေးအဖွဲလေးတရားအစားပေါ့နော်သူတို့လှုပ်ချင်တဲ့ပုံစံသူတို့စားချင်တဲ့ပုံစံသူတို့အကုန်ပြောတတ်တယ်ပေါ့နော်တုံလေးကတော့မမေ့ဘူးတော်တော်လေးတော့ပြောရဲဆိုရဲရှိရဲကလေးတွေထဲမှာပါတယ်음မမေ့နဲ့လည်းလိုပဲပေါ့နော်ညှိနှိုင်းရတာပေါ့နော်တုံတုံကကြက်ဥဆိုလို့ရှိရင်ဒီနေ့တလုံးစားတယ် အမေသူတခါလေးမစားကျင်တဲ့နေ့ရှိတယ်။မမေကစားခိုင်းပါတယ်။ထမင်းကြိုက်လေးပြင်ဆင်ပေးပြီးသွားပြီးဆလို့ရှင်နောက်ထုံးစံတိုင်းသူ့ထမင်းခွန်ပါမယ်။မနေ့စားဆလို့ရှင်လည်းတုံတုံကသူ့အနေနဲ့သူစားတတ်တယ်။ဒါပေမဲ့မမေခွန်ပေးရတာပိုများတယ်ပေါ့နော်။ကလေးလေးတွေကို ဘယ်ဟာကပုံပြီးတော့မိဘရေလူကြီးရင်းနေပေါ့နော်အဲနီကက်စီစဉ်လဲဆိုလို့ရှိရင်ထမင်းခွန်ကျူရလဲပါတယ်သူတို့ချီပိုးပေးရလဲပါတယ်ပေါ့နော်တုံတုံဆုံအရွယ်ကြီးကအရန်ကြီးနေပြီဒါပေမဲ့သူအဲ့ရနိုးတယ်မနှက်ခင်းတိုင်းသူ့ကိုကောက်ကောက်မွန်နိုးရတယ်ပြီးတော့သူ့ကိုချီပေးရတယ်ပေါ့နော်အမေကဟင်းချက်နေရလက်မအားဘူးဆိုရင်တော့မှပဲအဲ့ရောင်းမအောင်ခဏချာမိဦးတွေခဏပိတ်ပြီးတော့သူ့ကိုလေချီပေးရတယ်ပြီးတော့နှုတ်ဆက်ပေးရတယ်ပေါ့နော်ပြီးတော့ထမင်းခွန်ပေးရတယ် ဒါလေးတွေကတတော်လေးကြီးလာတဲ့အခါမှာပြန်ကြည့်လို့ရှိရင်ပေါ့နော်မမေသူ့ကိုအဲ့လိုမျိုးကယူဆိုင်ပေးတဲ့ဒီလိုမျိုးကယူဆိုင်မှုလေးစဉ်းစားမှုလေးတွေပေါ့နော်သူအဲခန်းစားဘူးလိုမျိုးပြန်ပြီးတော့ကြည့်လို့ရအောင်ပေါ့နော်ဒီ vlog လေးတွေလေးရိုက်ပြီးရည်ရွယ်ချက်ကတော့လေတုံတုံးကလေ vlog အဟောင်းလေးဆိုလို့ရှိရင်လေသူကလေခဏခဏပြန်ကြည့်တတ်တယ် ပြီးရင်သူ့ကိုမေမေရအဲ့လိုမျိုးချစ်တာလားဆိုပြီးသူကခဏခဏမီးတယ်ပေါ့နော်ဒါကြောင့်မို့လို့ develop လေးကတနုံမနှစ်ပိုင်းအကြောင်းဘလို့သွားလဲမေဘလူးစီစဉ်ပေးလဲဆိုတဲ့ဟာလေးကို idea ရပြီးတော့ရိုက်ဖြစ်တာဖြစ်ပါရဲ့ရှင်